ရောပုတ်ပြီးပမိစိတ်တော်ပစ္ဆာသောနပမိစတိသောမံလောကပဗ္ဗတိတိအဘမုတ်တော်သတိမလူတယောက်ကရှင်ရခင်ကကောင်းတဲ့အလုပ်တွေကိုမေ့ပြီးမကောင်းတာတွေဘလောက်ပဲလုပ်နေနေဆိုလိုတာလူတယောက်ဟာအကောင်းဆုံးအကြောင်းအကျိုးနားမလည်လို့ ကောင်းတဲ့အလုပ်တွေပေါ်မှာမေးလျော့ပြီးတဲ့အခါမှာအသိဉာဏ်ရလာတဲ့အချိန်မှာအဲ့ဒီမေးလျော့မှုတွေကိုဖယ်ရှားပြီးတော့တကယ်အသိဉာဏ်နဲ့ကောင်းတာတွေကိုကြိုးစားလိုက်ပြီးဆိုရင်သောမှန်လောကံပပသေးတိအဲ့ဒီပုဂ္ဂိုလ်ဟာလောကအကြောင်းကိုရှင်ထဲမှာလင်းငနေဖြစ်တော့သိပြီးအဘမုတ်တော်ဝစန္ဒီမှာ တိမ်တိုင်းကနေပြီးတော့လွတ်ထွက်လာတဲ့လာမင်းကြီးဟာအလင်းရောင်တောက်ပသလိုပဲလောကအကြောင်းသိပြီးလောကအရင်တုန်းကမိုက်မှားခဲ့တဲ့အမောင်သူကြီးဟာအခုချိန်မှာသူ့ဘဝမှာအလင်းရောင်ရသွားပြီလို့သူဆိုလို့အဲ့တော့ဆိုလိုတာကတစ်ချိန်တုန်းကမိုက်ခဲ့တာမိုက်သို့တော့အမှန်သိတဲ့အချိန်မှာဆက်မမိုက်ဖို့ပဲအရေးကြီးတယ် သူပြောချင်တာဒါပဲเนาะလူတွေဟာအမတ်တီယုံနဲ့အမှန်ပြင်ခဲ့တယ်ပေါ့မမတ်တော့သိရယ်ဆက်လုံနေကြတယ်တချို့မမတ်သိရယ်ဆက်လုံဟောရှင်ဥဒီမာလာမမတ်သိတဲ့အချိန်မှာဆက်လုံတော့ဆုံးဖြတ်လိုက်တယ်။ကောင်းတဲ့အလုပ်ကိုကြိုးကြိုးစားစားအထုတ်တယ်။ဒါကြောင့်မို့ဒီရောပုတ်ပြီးပမေးစိတ်တော် အကောင်းဆုံးကြောင့်ကျိုးမသိခင်ကတော့လို့ချင်လို့တဲ့လူဆိုးလူမိုက်ဖြစ်ခဲ့တယ်မေးလျော်ခဲ့တယ်ပစ္ဆာသောနာပမစ္စတိအဲ့လိုမေးလျော်တဲ့လူဟာ အမှန်တရားကိုသိရှိနားလည်ပြီးတဲ့နောက်မှာတော့အမှန်တရားကိုလက်ခံကျင့်သုံးတယ်မမေးပါနဲ့ရောအဲ့ဒီပုဂ္ဂိုလ်ဟာသောမန်လောကံပဝသေတိအဘမုဒ္ဒဝါစံနေတိမ့်တိုင်းကလွတ်ထွက်လာတဲ့ လမင်းကြီးဟာလောကကြီးတစ်ခုလုံးကိုလင်းအောင်ဖြန့်ကျင်းနိုင်တယ်လို့ပဲသူဟာလည်းပဲလောကအကြောင်းကောင်းကောင်းသိပြီအတိညာဉ်ဆိုတဲ့အလင်းရောင်ကြီးသူ့ရင်ထဲမှာရောက်ရှိလာခဲ့ပြီလို့ဒါသူယဟနာဖြစ်သွားတဲ့အခါမှာဒီလိုဥဒ္ဒံချူလိုက်တာဖြစ်တယ်ဘောနော်အဲ့တော့ဒီလောက်အကုသိုလ်တွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာ ဒီအကုသိုလ်ကအကျိုးမပေးတော့ဘူးလားဆိုပေးတော့ပေးတာပေါ့အကုသိုလ်ဆိုတာမျိုးသို့တော့အကျိုးမပေးနိုင်အောင်ဘယ်လိုဖြစ်တာလဲဆိုယတ္တပပံကတံကမ္မံကုသလေနပိဋိယတိသောမံလောကံဘဗ္ဗသေတိအဘမုတ်တော်ဝသန္နိမာသူလုတ်ခဲ့တဲ့လူပေါင်းထောင်ချီပြီးတော့ ရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အကုသိုလ်ကံကြီးကိုမမမကံလောက်ရကြီးကိုကုသလေနပိဋိယတိအစွမ်းထက်တဲ့ရတ္တမက်ဆိုတဲ့ဝိပဿနာဉာဏ်နဲ့ခြင်းဉာဏ်ကြိုးကိုအထောက်လိုက်လို့ရလာတဲ့ရတ္တမက်ဆိုတဲ့ကုသိုလ်နဲ့ဆုတ်ပိတ်ပြေးလိုက်တဲ့အခါမှာအကုသိုလ်ဟာရှည်လျားတဲ့တန်မြာကြီးမှအကျိုးမပေးနိုင်တော့ပဲနဲ့ သူကကုသိုလ်နဲ့အကုသိုလ်ကို ကာကွယ်လိုက်တယ်လို့ဆိုလို့ရနော်အဲတော့လောကကြီးမှာအကုသိုလ်လုပ်ပြီးတော့စိတ်ပြက်ပြီးမထူတော့ပါဘူးလို့မထူးဆက်ခင်းမဲ့အစားလုပ်ခဲ့တဲ့အမှားတွေကိုအတိတရားရပြီးတော့ရှောင်ကျဉ်မှုကအဓိကကြတယ်ဆိုတဲ့ရသော်ပြရဲ့သာသနာတော်ရဲ့အဆုံးအမနော် အမှန်သိပြီးတဲ့နောက်တော့ဆက်မမာရအောင်ဆက်မမာရအောင်အမှန်သိဖို့ရာစ조사ရမှာဖြစ်တယ်အဲ့တော့သူကမကောင်းတဲ့လူရက်တွေကိုကောင်းတဲ့လူရက်နဲ့အစာထိုးပိတ်ဆို့လိုက်တယ်ပိတ်ဆို့လိုက်ပြီးတဲ့အခါမှာလောကကြီးရဲ့အကြောင်းအရာတွေကိုအသိဉာဏ်နဲ့သိသွားလို့သောမန်လောကဘဝတေတိအဘမုဒ္ဒောသံဒီမှာ တိန်နေချင်းကလွတ်ထွက်လာတဲ့လာမင်းကြီးကလင်းအောင်ဖြန့်ကျက်ထားတယ်လို့ပဲအဲ့ဒီပုဂ္ဂိုလ်ကလည်းပဲလောကသောဝါဒီကိုကောင်းစွာသိပြီးတော့အသိဉာဏ်ဤဟုသောလင်းအောင်နဲ့တောက်ပါနေတယ်လို့သူဆိုလို့အမောင်းနေမှာမှားတယ်တော့မှားတော့လည်းပဲအလင်းရသွားတဲ့အခါအမှားအမှန်သိသွားပြီမလုပ်တော့ဘူးလို့ဆိုလို့ရပေါ့နော် ယောဟဝေဒေရောပိတ်ခုရှင်သတိဗုဒ္ဓသာသနေသောမလောကဘဗ္ဗတိတိအဘမုတော်ဝါစံဒီမှာမြတ်စွာဘုရားရဲ့သာသနာတော်မှာငယ်ရွယ်သူပဲဖြစ်ပါစေအခုမှသာသနာတဲ့ဝင်လာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါစေဘယ်လိုပုဂ္ဂိုလ်ပဲလူကြီးမပြောနဲ့လူငယ်တောင်မှလို့ဆိုလို့ရတယ်။မြတ်စွာဘုရားသာသနာတော်မှာငယ်ရွယ်သူပင်ဖြစ်ပါစေ နိလန်တကြအချင်းတဲ့ညို့ကိုအထုံမယ်ဆိုရင်တိမ်တိုက်ကလွတ်လာတဲ့လာမင်းလိုပဲလောကကြီးကိုလင်းအောင်ပေးနေသလိုကုသနာမှာအတိညာဆိုတဲ့လင်းတက်ကြီးကိုရရှိလာနိုင်တယ်ဆိုတဲ့အတိပဲအဲ့တော့အထုံဖို့ရအဓိကကြတယ်လို့ဒီလိုဆိုလို့ပြောပေါ့နော်